ရေသမီးအဲ့လိုဝင့်မယ်အမလည်းအဲ့လိုဝင့်ရှောက်စားဘလို့တိုင်မင်းသားမှာလည်းပိုကတော့ပိုပိုကြိုက်တဲ့ဟိုဒီဇိုင်းတွေရွေးပြီးတော့ချုပ်ခင်းလေးရှိရယ်အဲ့အဲ့လိုအကြိုက်ချင်းတူွားဖြစ်မှာပါပိုပြီးတော့ဟို highlight ဖြစ်သွားတယ်နိုင်ငံခြားမှာဆိုလို့ရှိရင်လည်းအာနာမည်ကြီးဒီဇိုင်းနာတွေရဲ့ချုပ်တဲ့အင်းကြီးကို လိုပဲနာမည်ကြီးတွေအကုန်လုံးဝစ်ကြတာပါပဲအဲဒါဟိုစင်တူွားရဲအကြိုက်တူွားရဲဆိုပြီးတော့အဲ့လိုမျိုးဘာမှတော့ပုံပုံခံစားချက်မရှိဘူးအမနဲ့ဝစ်တာအိမ်ကြီးကတူနေရလို့သိွားတဲ့အချိန်ကျတော့အော်ဟုတ်လားတူနေရလားဆိုတော့ကြည့်တော့ကြည့်ဖြစ်ပါတယ်ဘာမှတော့သိမဖြစ်ပါအေးဆေးပါပဲအဆင်ပြေပါဟုတ်ကဲ့ တတော်ပေါက်နေနော်အော်မဟုတ်အဲ့တိုင်မင်ဟာတာအမရေအမရေသမီးအဲ့လိုဝင့်မယ်အမလည်းအဲ့လိုဝင့်ရှောက်စားဘယ်လိုတိုင်မင်နာမှာလဲဒါတော့ဟိုဟိုအဲ့အမကိုချုပ်တဲ့ဒီဇိုင်နာနဲ့ကိုကိုပူပွားတာပူပူကြိုက်တဲ့ဟိုဒီဇိုင်းတွေရွေးပြီးတော့ချုပ်ခင်းလေးရှိရဲအဲ့အဲ့လိုအကြိုက်ချင်းတူွားဖြစ်မှာပါပြီးတော့ဒါထူးထူးသန်းသန်းပဲတပွဲမှာလေဒီပွဲလေးတပွဲမှာလာကြုံတာဆိုတော့လေအရန်ထူးဆန်းတယ်ဒါပေမဲ့အဲ့အရှိမ ထထူးတဲ့နာရှိသေးတယ်အဲ့ဘုကအမြန်အမြန်ချုပ်ခိုင်းတော့လေအရန်ကတ်နေတော့အယောင်နေရွေးရတော့အမြန်ချုပ်ထုတ်ခိုင်းလိုက်တဲ့အချိန်မှာဘုတို့ဒီဇိုင်းကိုရင်းတော့ဆိုတော့ဟိုဘက်ဒီဇိုင်းနဲ့ဒီဘက်ဒီဇိုင်းနဲ့ဘုတို့ဟိုပြောင်းပြောင်းပြီးတော့ချုပ်လေးရှိရဲ့ဒါပေမဲ့ဒီအဲ့နေကြတော့မအားလို့ဆိုမြန်မြန်ချုပ်ခိုင်းတော့ဒီဇိုင်းကတူွားအဲ့အချိန်မှာပိုပိုဟိုလေမိုင်းထဲမှာပဲတင်ရသေးတယ်ပကံမှာရိုက်ထားတဲ့အင်ကြီးတစ်စုံကလည်း မင်းသမီးတယောက်နဲ့တူနေရရည်ရတယ်တလားအဲ့နဲ့ဩဆက်လည်းဒီလိုဒီလိုပါပဲဟိုပို့ပြီးတော့ဟို highlight ဖြစ်သွားတယ်နိုင်ငံခြားမှာဆိုလို့ရှိရင်လည်းအာနမဲကြီးဒီဇိုင်နာတွေရချုပ်တဲ့အင်းကြီးကိုဒီလိုပဲနမဲကြီးတွေအကုန်လုံးဝစ်ကြတာပါပဲအဲဒါဟိုစင်တူွားတယ်အကြိုက်တူွားရဆိုပြီးတော့အဲ့လိုမျိုးဘာမှတော့ပို့ပို့ခံစားချက်မရှိဘူးအဲဘာပြီးတော့ကိုမန်ဒီလိုအကြိုက်ချင်းတူွားတဲ့အတွက်ဝစ်တာလေးတူွားတော့ပို့ပြီးတော့မှလူတွေကလည်း ဟိုသဘောကြကြရလဲရှိတယ်အခုတော့ကတော့ဘာမှဖြစ်ပါဘူးသဘောကြပါဘူးတော့ကြိုက်ပါတယ်အဆင်ပြေပါတယ်ဟုတ်ဘယ်လိုပဲဝဝလှနေပြီးရပါပဲဖြောက်ပြီးရတယ်အဲ့လိုအလိုအန်တယ်များဖြစ်နေမလားဘာလားပေါ့အဲမ်အဲ့လိုတော့တိတ်မဖြစ်ပါဘူးနည်းနည်းတော့ဟိုအမနဲ့ဝိတာအင်းကြီးကတူနေရလို့သိသွားတဲ့အချိန်ကျတော့အော်ဟုတ်လားတူနေရလားဆိုတော့ကြည့်တော့ကြည့်ဖြစ်ပါတယ်ဘာမှတော့တိတ်မဖြစ်ပါဘူးအေးဆေးပါပဲအဆင်ပြေပါတယ် တယ်အဲ့တချင်ကဟိုလောက်ရှိပြီပို2015မှာရေးခဲ့တာ2015မှာကိုဟဲလီနဲ့ထွက်ခဲ့ရပါတော့အဲအဲ့တော့ကလည်းအမနော်အဲ့ဒီရွေးချက်ကတော့ဟိုကိုဟဲလီနဲ့အကျွဲလေးဆိုဖို့အတွက်ကိုပို့ဒီကန်လန်းတော့အဲ့နဲ့โอเคငါဒီအစုံတွဲလေးဆိုတော့အာနဲ့ဘရူနိုမတ်စတော့ဂျက်ဆန်ဒရူလိုဆို music လေးတွေနားထောင်ရင်းနဲ့ငါအဲ့လိုမျိုးဆိုင်လေးရေးရင်ကောင်းမယ်ဆိုပြီးတော့ Marry Me ကိုရေးခဲ့ရပါတော့เนาะအာကိုကိုရိုင်းအဲ့လိုလက်ထပ်ချင်လို့ရေတော့မဟုတ်ပါဘူး အာဒါတော့ဟိုဝမ်းလဝမ်းသာတယ်သူတို့သမီးနဲ့သူတို့သားအစားဒီတချင်းလေးကိုကိုစိုးရအောင်ပေါ့နော်ပြီးတော့ဟိုအဲ့ဒီတချင်းလေးဆိုရင်ပျော့ရအောင်ပေါ့နော်အဲဟိုဟိုချစ်ချင်းမြတ်တာအပြစ်ခံစားရလို့ခံစားရတယ်အဲ့အဲ့ချင်းလေးကော့ကိုစိုးလဲပျော့နေရအောင်စင်ပေါ်မှာပျော့နေရပါပဲ အခြားနားထောင်တဲ့လူတွေလည်းသဘောကျကြတယ်သူတို့အရှိအရှိ best အပိုက်ကတော့ပောက်ပြီးသားဆိုတော့လေအမေတပုံလုံးကြတော့သူတို့အင်္ဂလိပ်စာသားလေးနဲ့တိတ်နားမထောင်ကြတော့ဒါပေမဲ့ဟိုဒီငယ်စဉ်တို့ဟို wedding မှာတော့ပို့ပြီးတော့မှလူတွေကပုံနားထောင်ပစ်သွားတာပေါ့နော်အဲ့လိုဟုတ်ဟုတ်နှစ်ဖက်လူကြီးတွေရှင်းမောင်းနှစ်ဖက်လူကြီးတွေရှင်းမောင်းမှာဂရီတစ္ဆာပြုလို့အဖြူအောင်သူတို့သမီးမင်းကအာနှစ်သမီးတစ်ပါးလိုမျိုးအဲ့ဒါတော့ယောက်ျားလေးဆိုရမယ့်အပိုက်ပေါ့နော်ဟုတ်ကဲ့ ဟုတ်ပို့တချင်းနေဖန်တီးရလဲပို့ပို့ပြိသက်တွေကိုနားထောင်စေခြင်းလို့ဖန်တီးတာပါအာပို့ပြိသက်တွေကိုနားထောင်ပေးရတော့လဲကျေးဇူးတင်တယ်နောက်ပြီးပို့ရဲ့အသက်ရှင်နေတဲ့ကာလတစ်ချောင်းမှာဟိုချိရတဲ့ပြိသက်တွေတော့အများကြီးအာအလုံးလုံးပြီးတော့ဒီတက်မကလှလှအောင်ပါဟုတ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်